ီနေ့မှာတော့မြမရွှေဈေးကမနက်ပိုင်းမှာအနေငယ်တက်ပါတယ်မြမငွေဈေးတွေကလည်းအနေငယ်တက်ပါတယ်အလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ကတရနေ့9လပိုင်း2020နဲ့5ခုနှစ်လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်မနက်ပိုင်း10နာရီမိနစ်20ရှိနေပါပြီမြမရွှေက15ပဲကြီတရသားကို84သိန်းတထောင်16ပဲကြီတရသားကို88သိန်းခွနထောင်ဆိုင်ကလက်ခံတဲ့ဈေးက89သိန်း9000နဲ့ပေါင်ဈေးရှိနေပါတယ်လက်ရှိကျွန်တော်ပြောနေတဲ့ရွှေသေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ ဈေးနှုန်းနှင်းငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေက1ဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက4520ဆိုင်ကလက်ခံတဲ့ဈေးက4420ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ9330စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းတဲ့ဈေးက3560ဆိုင်ကလက်ခံတဲ့ဈေးက3460တရုတ်ငွေဒီယွမ်ကိုမြန်မာကျပ်ငွေ629ကျပ်အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2955ကျပ်ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကပဲပေးချက်ယူသမားတွေကပန်းငွေ935ဘတ်ကိုမြန်မာကျပ်ငွေတသိန်း ကျပေးမဲ့ယူသမားတွေကကျတသိန်းကိုဘန်ငွေ920ဂျပန်ငွေ3255.23ကိုမြန်မာကျပ်ငွေ3သိန်း မလင်းငွေ65.3ကိုမြန်မာကျပ်ငွေတသိန်း၊ကိုရီးယားငွေ3684.84ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ1903.31ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနဲ့ငွေကွာခြားမှုလည်းရှိနိုင်ပါတယ်။မိမိတို့အနေနဲ့ငွေလွှဲတော်မယ်၊ငွေလဲလဲလုပ်တော်မယ်ဆိုရင်ဝန်ဆောင်ငါပေးတဲ့သူရှိကိုအရှင်းဖုံးဆက်ပြီးမှငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။အလုံးမဲ့စိတ်ချမ်းသာခြင်းကိုရမခြင်းနဲ့ပြည့်စုံပြီးအနည်းငယ်ကင်းလို့ပေးရှင်းနိုင်ကြပါစေ။